ရောရှိအားလုံးမင်္ဂလာပါ။ကီစီကူပါနေကြိုဆိုပါရစေ။ချိုကူထွန်ဘိုရဲ့ဒါမမဟုတ် stretch pattern sharing ကကိုမာဂျရာက၄ချိန်မြောက်ရှိလို့ပြီးစစ်ပွဲအတွင်းမှာတည်ဆောင်လာခဲ့ပါတယ်။မာဂျရာတယောက်မျိုးလုံးတွေမရှိတော့တဲ့အချိန်မှာဆာစကေရဲ့ရှာရင်းကန်ကိုချုတ်ကူထွမွဲပါဝင်တဲ့ရှာရင်းကန်အဖြစ်ခံနိုင်ခဲ့ပါတယ်။ချုတ်ကူထွမွဲကမာဂျရာကိုတိုင်ပိုင်ဆိုင်ဖူးခဲ့တဲ့ရှာရင်းကန်မှာပါဝင်တဲ့ပုံစံတစ်ခုလည်းဖြစ်ပါတယ်။မာဂျရာကိုတိုင်ကတော့ဆာစကေရဲ့ရှာရင်းကန်ကိုရယူသိမ်းပိုက်ဖို့ကြံစီခဲ့ပါတယ်။ ဘာလို့ဆိုမှဒရာမာအဲ့အချိန်တုန်းက running gun လည်းရှိမနေသေးတာကြောင့်ပါဒါဆိုရင်စိတ်ဝင်စားဖို့ကောင်းတာကချုပ်ကူးထုံပွဲပါဝင်တဲ့ sharing gun တစ်ခုနဲ့အခြား sharing gun တွေကဘာတွေကွာခြားသွားတယ်လဲပေါ့ချုပ်ကူးထုံပွဲက sharing gun ကိုပိုပြီး powerful ဖြစ်ရအောင်ကူညီထောက်ပံ့ပေးနိုင်လားဆိုရင်မိကွန်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ် SARS scan နဲ့မာဒရာတို့တိုက်ခိုက်ခဲ့ကြတဲ့အချိန်မှာလဲ SARS scan ရဲ့ချုပ်ကူထုံမွေးကဘက်တဲအပေါ်မှာဘလောက်ထိတက်ရောက်မှုရှိတယ်လဲဆိုတာကလည်းမေကွန်းထုတ်ချင်စရာကောင်းနေခဲ့ပါတယ် ဒါကြောင့်ဒီနေ့မှာတော့ Sara Da ရဲ့ Manke Kyo Sharing ကထက်ကျွန်တော်က Sasuke ရဲ့ချိုကူထူမိုးရဲ့ပါဝင်တဲ့ Manke Kyo Sharing ကအကြောင်းကိုရှင်းပြပေးသွားပါမယ်။ Sara Da ရဲ့ Manke Kyo Sharing ကအကြောင်းကိုတော့နောက်နေ့ကျရင်အသေးသေးကြကြလေးရှင်းပြပေးဖို့အတွက်ပြင်ဆင်နေပါတယ်။ Manke Kyo Sharing ကအကြောင်းကိုပြောမှဆိုတော့ Sharing ကရဲ့အခြေခံလိုအပ်ချက်လေးတွေကိုအရင်စပြောကြပါမယ်။အခြေခံ sharing gap ကိုလိုထားမယ်ဆိုရင်ထူမိုးရဲ့တစ်ခုဒါမှမဟုတ်လဲနှစ်ခုဒါမှမဟုတ်လဲသုံးခုပါဝင်တဲ့အနေရထားနဲ့လိုထားနိုင်ကြပါတယ် မန်ကာထဲမှာတော့ရှာရင်းကန်ကိုဦးကြီးဟာတိုင်ကသူတို့ရဲ့စိတ်ပန်းဆိုင်ရာဝေဒနာကနေမှတဆင့်ရရှိပိုင်ဆိုင်နိုင်ချမ်းဖော်ပြပေးထားပါတယ်။စိတ်ပန်းဆိုင်ရာဝေဒနာဆိုတာကလည်းတစုံတယောက်ကိုဆုံးရှုံးလိုက်ရတာဒါမှမဟုတ်လေပစ္စည်းတစ်ခုခုကိုဆုံးရှုံးလိုက်ရတာမျိုးတွေကနေမှတဆင့်စတင်လေးရှိပါတယ်။ဦးကြီးရမျိုးနွယ်စုတွေမှာကအခြားမျိုးနွယ်စုတွေနဲ့မတူညီပဲအုံနောက်ထဲမှာထူးခြားတဲ့ chakra တစ်မျိုးကလည်းပဲစီစဉ်နေပါတယ်။ဒီ chakra တွေကအုံနောက်နဲ့မျက်လုံးကိုချိတ်ဆက်ပေးထားပြီးအဲ့ chakra ကိုလှုပ်နှိုးနိုင်ခဲ့ရင်တော့တေချာပေါက်ရှာရင်းကန်ဟာပွင့်လာတတ်ပါတယ်။ ရှာရင်းကန်ရဲ့ရိုးရှင်းတဲ့စွမ်းရည်တစ်ခုကတော့ထွမိုးရဲရီအများကြီးပါဝင်လေလေပုံမအစွမ်းထက်လေလေပဲဖြစ်ပါတယ်ဒီနေရာမှာတခုတတိထားရမှာကအခြေခံရှာရင်းခံတွေမှာပါဝင်တဲ့ထုံမွဲတခုချင်းစီတိုင်းက individual ဖြစ်ပြီးတခုနဲ့တခုချိတ်ဆက်နေခြင်းမရှိပါဘူးဒီထုံမွဲတွေကိုချိတ်ဆက်နိုင်ဖို့ဆိုရင်ကိုယ့်ရဲ့အခြေရအဆုံးသောတငယ်ချင်းဒါမှမဟုတ်လဲမိဘစားတဲ့အရေးကြီးပုံကိုယ်တွေကိုဆုံရှုံလိုက်ရတဲ့အချိန်မှာ mangle cure ရှာရင်းခံဆိုတဲ့အရာတခုဟာနိုးထလာနိုင်ပါတယ်မန်ကယ်ကျိုးရှာရင်းကန်ကတော့ထုံမွဲ၃ခုကိုခြေဆက်ပေးလိုက်တဲ့ version တစ်ခုဖြစ်ပြီ ပိုမိုအစွမ်းထက်ပါတယ်ကျွန်တော်ရဲ့အရှိကခွန်ထန်းတွေကိုကြည်ထားတဲ့လူဆိုရင်တော့ရှာရင်းကန်ရဲ့ထူမွေးတစ်ခုချင်းစီတန်းကစွမ်းရည်တစ်ခုချင်းစီကိုကိုစားပြုပေးတယ်ဆိုတာကိုသိနေလောက်ပါပြီဘရာသားတို့တီးတဲ့အတိုင်းမန်ကယ်ကျိုးကိုနိုးထားနိုင်တဲ့ဇဝင်ကန်တွေကိုကြည့်မယ်ဆိုရင်ထူမွေးသုံးခုကအတူတကွာပေါင်းဆက်ပြီး shape သို့မဟုတ် form အသစ်တစ်ခုကိုပြောင်းလဲသွားပါတယ်။ Sharik ကတိုင်းကတူညီနေပေမဲ့ Mangal Khyo တိုင်းကတော့တစ်ခုနဲ့တစ်ခုမတူညီတဲ့ shape တွေကွဲပြားနေပါတယ်။ Mangal Khyo တိုင်းမှာပဝင်တဲ့ထူမွေးတွေကအခြေခံအားဖြင့်ပုံစံနှစ်ခုကွဲပါတယ်။ စပိုင်ရယ်သို့မဟုတ်ကြောင်းလင်လေကားပုံစံထူမွေးနဲ့မြေဖြောင်းပုံစံထူမွေးဆိုပြီးပုံစံနှစ်ခုကွဲလေ့ရှိပါတယ်။စပိုင်ရယ်မန်ကဲကူရှာရင်းကန်တွေဆိုရာအီတာချီရှီဆွေးနဲ့အိုဘီထိုလိုရဲ့ရှာရင်းကန်တွေကိုအတိအကဆိုလိုပါတယ်။မြေဖြောင်းပုံစံထူမွေးဆိုတာကတော့ Sasuke နဲ့ Madara တို့ရဲ့မန်ကဲကူတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ spiral pattern တွေကိုကြည့်မယ်ဆိုရင် center ကနေအစုံသက်ဟာလုံးဝမြင်ဖြောက်ပုံစံမကြဘဲအလိမ့်ပုံစံကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ straight pattern ကိုကြည့်ရင်တော့ center ကနေအစုံသက်ဟာမြင်ဖြောက်ပုံစံကြပြီးတစ်ဖြောင်းနဲ့ဖြစ်နေတာကိုမြင်တွေ့ရမှာပါ။ မာဂျရာကသူ့မှာရင်းနှီးခံမရှိတော့တာတောင်းမှဘာကြောင့်စာစကဲရဲ့မန်ကဲခိုးကိုချုပ်ကူထုံမွဲလို့သိနေရတာလဲပေါ့မာဂျရာရဲ့အာယုံခံနိုင်ဇွမ်ကစေးမုတ်မရှိနေရင်တောင်းမှအရှမ်းကောင်းတဲ့အနေအထားမှာရှိပြီးစေးမုတ်သွန်းနိုင်တဲ့မာဂျရာတယောက်စာစကဲရဲ့မန်ကဲခိုးရီကိုခံမှန်းနိုင်ခဲ့ပါတယ်မာဂျရာကိုရိုင်းကလည်းစာစကဲလိုမျိုးချုပ်ကူထုံမွဲကိုရရှိပိုင်ဆိုင်ဖူးခဲ့တာကြောင့်ဒီမန်ကဲခိုးရဲ့စွာရီကိုသူကနားလည်နိုင်ပါတယ်မာဂျရာရဲ့ရိုးရိုးမန်ကဲခိုးရှာရင်းကကိုကြည့်မယ်ဆိုရင်စပိုင်ရယ်ပုံစံမျိုးသာဖြစ်ပါတယ် မာဂျရာတယောက်ညီဖြစ်သူအီဇူနာရဲ့မက်ဂက်ကျိုးနဲ့ပေါင်းဆက်လိုက်တဲ့အချိန်ကြာမှရရှိလာတဲ့အီထာနဲ့မက်ဂက်ကျိုးရှာရင်းကန်ကချိုကူးထုံမွဲပဲဖြစ်ပါတယ်။မာဂျရာရဲ့ညီဖြစ်သူအီဇူနာရဲ့မက်ဂက်ကျိုးရှာရင်းကန်ကလည်းချိုကူးထုံမွဲပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်နေ့မှာရှင်းပြပေးမယ်ဆာရာဒါရဲ့မန်ကယ်ကျိုးကိုကြည့်မယ်ဆိုရင်လည်းချိုကူးထုံမွဲဆိုတာဘရာသားတို့နားလည်နိုင်ပါပါ။လူရန်ဒီပါမာရီကြတာကတော့မာဂျရာနဲ့ဆာစကဲတို့နှစ်ယောက်ထဲကသာလျှင်ချိုကူးထုံမွဲကိုနိုးထားနိုင်ခဲ့ကြတယ်ဆိုပြီးပါ။ တကယ်တမ်းမှာကျွန်တော်ရဲ့စကားထဲမှာသူနဲ့ Sasuke ကတာလင်ချိုကူထုံမွဲကိုနိုးထနိုင်ခဲ့တဲ့ဆိုတဲ့စကားစုဟာမပါဝင်ခဲ့ပါဘူးကျွန်တော်တို့ Izuna ရဲ့မျက်လုံးကိုတည်တည်ချာချာကြည့်မယ်ဆိုရင်စန်တာနဲ့အစုံသက်ဟာတစ်ထက်တည်းကြာတာကြောင့်ချိုကူထုံမွဲပဲဖြစ်ပါတယ်ဒါကြောင့် Izuna, Sasuke နဲ့ Sarada တို့ကချိုကူထိုမွေကိုပထမဆုံးအနေနဲ့နိုးထနိုင်ခဲ့ချတဲ့သူတွေလည်းဖြစ်ပါတယ်။ Sasuke တယောက်ကိုဖြစ်သူ Itachi ရဲ့ Mega Q ကိုရရှိပြီးသွားတဲ့နောက်မှာနိုးထနိုင်ခဲ့တဲ့ Itachi နဲ့ Mega Q Sharingan ကြီးမှလည်းချိုကူထိုမွေကပါဝင်နေခဲ့ပါတယ်။ ီတာချီရဲ့ pattern ကဘရာသာတို့တည်တဲ့အတိုင်း spiral pattern ဖြစ်နေပေမဲ့ Sasuke ရဲ့ strange pattern နဲ့ပေါက်ဆက်လိုက်တဲ့အချိန်မှာတော့ချိုကူထိုမူရဲ့ကဆက်လက်နေရာယူထားနိုင်ခဲ့ပါတယ်။ Sasuke ကသူ့ရဲ့ original pattern ကိုရရှိပိုင်ဆိုင်ခဲ့တဲ့ဆိုပေမဲ့ Madara ကတော့ညီဖြစ်သူရဲ့ strange pattern ကိုရရှိပိုင်ဆိုင်ခဲ့တာကြောင့်နားလည်ရခက်တဲ့ theory တခုဆိုရင်လည်းမမှားပါဘူး။ Madara ရဲ့ spiral pattern ကို Izuna ရဲ့ straight pattern ကပြုပြင်ပေးနိုင်ခဲ့ပြီး Sasuke ရဲ့ straight pattern ကိုတော့ Itachi ရဲ့ Tomoe ရဲ့ကမပြုပြင်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ချိုကူထုံမွေကအခြားထုံမွေနဲ့ပေါင်းစပ်တဲ့နေရာမှာအနိုင်ရရှိတဲ့ကုန်တတိတခုကိုပိုင်ဆိုင်ထားခဲ့ပါတယ်။နောက်ထပ်စီးရီးတစ်လျှောက်လုံးမှာတော့ရေယိုမန်ကေကျူရှာရီကန်နဲ့ချိုကူထုံမွေကိုနိုးထားနိုင်ခဲ့ကြတဲ့အီဇူနာနဲ့ဆာစကဲရိုကိုဆက်လက်လေ့လာကြည့်ကြပါမယ်။ဒီခရိုက်တာနှစ်ယောက်ရဲ့ original backstory တွေကိုကြည့်မယ်ဆိုရင်လည်းစင်တူနေတဲ့ဆိုရဲအနေအထားမှာရှိပါတယ်။ဟာရှိရာမကိုရိုင်းကလည်းဆာစကဲကိုမြင်တွေ့တဲ့အချိန်မှာမင်းကအီဇူနာနဲ့တပုံစံနဲ့တူနေတာပဲလို့မှတ်ချက်ပေးခဲ့ပါတယ်။ ဟာရှီရာမာကတော့ Sasuke ဟာ Izuna နဲ့တူညီနေတာကြောင့် Madara ကိုတားဆီးနိုင်လိမ့်မယ်လို့ယုံကြည်ထားခဲ့ပါတယ်။ဒါကြောင့်လည်းဟာရှီရာမာက Sasuke အတွက်ကျဆုတစ်ခုကိုပေးမယ်လို့ English ဘာသာပြန် manga မှာပြောခဲ့ပါတယ်။ဒါပေမဲ့လည်း Madara က Hashirama ရဲ့စိတ်မုတ်ကိုစိုးယူသွားခဲ့တာကြောင့် Sasuke ကိုပေးမယ်ကျဆုကိုကျွန်တော်တို့ series တစ်လျှောက်လုံးမှာလုံးဝမမြင်တွေ့ခဲ့ရပါဘူး။ဟာရှူရာမာကတော့မာဂျရာဟာကျင်နာတက်တဲ့လူသားတယောက်ဖြစ်တာကြောင့်အီဇူနာနဲ့တူတဲ့ဆာစကဲကိုကြည်ရင်အတိတ်တစ်ခုကိုပြန်လဲစဉ်းစားမိခဲ့ပါတယ် ဒီအတိတ်မှာအီဇူနာကအသက်24နှစ်အရွယ်မှာတည်ဆုံသွားခဲ့ပြီးမိမယူပြီးကလေးလဲမွေးခဲ့နိုင်ပါတယ်။ဒါကြောင့်စာစကေကအီဇူနာရဲ့မြေတုံမဟုတ်တီတူကျူဆက်တယောက်ရောက်တော့ဖြစ်နေနိုင်ပါတယ်။မာဂျရာတယောက်ဆာစကေကိုတိုက်ခိုက်ခြင်းပြောခဲ့တဲ့စကားတခုကတော့ဆာစကေရဲ့မျိုးလုံးတွေကိုသာမာဂျရာကရရှိသွားရင်ရင်းနေကန်ကိုပြန်လဲနိုးထနိုင်ဖို့အခွင့်အရေးများတယ်ဆိုတဲ့အချက်ပါ။ဒါကြောင့်ချိုဂူထုံမွေကရင်းနေကန်ကိုနိုးထနိုင်မဲ့တော့ချက်တခုလည်းဖြစ်နေနိုင်ပါတယ်။ ထိုနည်းတူစွာစာရာဒါရဲ့ Mega Q Sharing Gun ကလည်းအထာနဲ့အဆင့်ကိုရောက်ရှိသွားတဲ့အချိန်မှာ Final Version ဖြစ်တဲ့ Rene Gun ကိုရရှိပိုင်ဆိုင်လာနိုင်ပါတယ်။ Sasuke ကို Majora ကမျိုးလုံးမပါဘဲမြင်နေနိုင်တာက Sasuke ဒီ Izuna ရဲ့မိတယောက်ဖြစ်တာကြောင့် Chakra Signature ချင်းတူညီမှုကနေမှတစ်ဆင့်အာယုံခံနိုင်ခဲ့တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Sasuke ရဲ့မျက်နှာကိုကြည့်ရင် Izuna နဲ့လုံးဝဆင်တူနေခဲ့ပြီး Izuna ရဲ့ Mega Q ထုံမိုးဝဲကိုလည်းရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။ အင်ဒရာနဲ့အာရှူရာတို့ကတော့အားလုံးသိကြတဲ့အတိုင်းဆာစကဲနဲ့နာအုထရိုရဲ့ reincarnation တစ်ခုဖြစ်တာကြောင့်အများကြီးရှင်းမပြတော့ပါဘူး။မာဒရာရဲ့ best story မှာအီဇူနာကလည်းအရေးကြီးတဲ့နေရာကနေပါဝင်နေခဲ့ပြီးမာဒရာတယောက်အီထာနဲ့မန်ကင်ကျိုးကိုဘယ်လိုရရှိခဲ့တာလဲဆိုရဲမေကွန်ရဲ့အဖြစ်တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းမာဒရာကသူ့ရဲ့ညီနဲ့တူနေတဲ့ဆာစကဲရဲ့နှလုံးသားကိုဓာတ်နဲ့ထိုးပြီးအဆုံးသတ်ဖြစ်ခဲ့ပါတယ်။မာဒရာကိုရိုင်းကလည်းသူ့ရဲ့ခီလန်းကိုပိတ်ပင်တားဆီးတဲ့လူမှတ်သမားကိုရှင်းလင်းပြဖို့ဆုံးဖြတ်ထားခဲ့တာကြောင့်ပါ။ အဲဒီနောက်မှာတော့ချူကူထူမူအဲကိုဆက်လက်မဖော်ပြတော့ဘဲနဲ့မာဂျရာတယောက်ထန်ထီရဲ့ဂျီဂျူရီကီဖြစ်လာတဲ့အချိန်မှာတော့ချူကူထူမူအဲကိုပြန်လဲဖော်ပြပေးခဲ့ပါတယ်။အဲဒီအချိန်မှာဒရာစီမာရီနေကတလုံးတည်းသာရှိနေသေးတာကြောင့်ဆာစကေရဲ့ရှာရင်းကန်ကိုထပ်မံနှုတ်ယူနိုင်ဖို့ကြိုးစားခဲ့ပြန်ပါတယ်။မာဂျရာပြောခဲ့တဲ့စကားကလည်း"အိုးဆာစကေချူကူထူမူရဲ့နဲ့အရန်ပါရင်ပြီးပါနေတာပါလား"ဆိုပြီး power bomb တစ်ခုကိုဖော်ပြသွားခဲ့ပါတယ်။ဘရာဒါတို့တည်တဲ့အတိုင်းမာဂျရာနဲ့ဆာစကေဆိုတာအင်တာရာရဲ့လူဝင်စားတွေဖြစ်ပြီးတူညီတဲ့အသွင်အပြင်တွေတော့ရှိမနေခဲ့ကြပါဘူး။ မာတရာကစာစကဲရဲ့အီထာနဲ့မန်ကဲကျူရီကိုအခြားမျိုးလုံးနေတဲ့ပေါင်းဆက်ပြီးမှရရှိခဲ့တယ်လို့ယူဆခဲ့ပေမဲ့တကယ်တမ်းစာစကဲကမန်ကဲကျူကိုစတင်ရရှိချိန်ကတည်းကချူကူထူမွဲတွေကိုရရှိပန်းဆိုင်ခဲ့တာမျိုးဖြစ်ပါတယ်။စာစကဲနဲ့မာတရာတို့ကအင်တရာရဲ့လူဝင်စားတွေဖြစ်နေကြပေမဲ့မာတရာကကြတော့ stretch pattern ကိုအီဇူနာစီကရရှိခဲ့ပြီးစာစကဲကတော့ကိုဘာသာကိုနိုးထနိုင်ခဲ့တာကြောင့်စာစကဲရဲ့မန်ကဲကျူရီကမာတရာထက်တော့ပိုပြီးတန်မာနေခဲ့ပါတယ်။ဒီနေ့ဗီဒီယိုရဲ့အရေးကြီးဆုံးမေးခွန်းကတော့ချူကူထူမွေရဲ့က Spiral Tomorrow ထပ်ပို့ပြီးတမ်းပါလားဆိုတဲ့အချက်ပါ မာထရာကအိုဘီထိုကိုကူတာပေးခဲ့ပေမဲ့အိုးအိုဘီထိုမိမစပိုင်ရယ်ပက်တာနဲ့မက်ဂယ်ကူရရှိနေခဲ့တာပဲလို့တခါမှမပြောခဲ့ပါဘူးဒါပေမဲ့ဆာစကဲနဲ့၅ဆက်ကလောက်ရင်ဆိုင်ပြီးတဲ့အချိန်မှာတော့ဆာစကဲရဲ့ချူကူထုံမွေကိုမမြင်ရဘဲနဲ့တောင်မိုက်ပါတယ်ဆိုပြီးပြောခဲ့ပါတယ်မာထရာကသူ့ဘဝတစ်လျှောက်လုံးမှာမက်ဂယ်ကူရှာရင်းကန်တွေအများကြီးကိုမမြင်တွေ့ခဲ့ရပါဘူးအလို့ဆိုဦးချီဟာမှာမာဒရာနဲ့အီဆူနာတို့ကသာသူတို့ခင်မှာမန်ဂေကူရှာရင်းကန်တွေကိုနိုးထနိုင်ခဲ့ကြတာကြောင့်ရဲ့ ။ Obito ရဲ့ Mangekyo Q နဲ့ Sasuke ရဲ့ Mangekyo Q ကိုသာ Madara ကမြင်တွေ့ကြရတာပါ။ Madara တယောက်ခုနှစ်ဟွာမှာအချိန်တစ်ခုတည်းရှိမနေခဲ့တာကြောင့် Fukaku Itachi နဲ့ Shisui တို့ရဲ့ Mangekyo Q တွေကိုမမြင်တွေ့ကြရပါဘူး။ Sasuke နဲ့ Madara ရဲ့လှုပ်ရှားမှုကိုကြည့်လိုက်မယ်ဆိုရင် Sasuke က Madara ကိုအချိန်တိုင်းမှာလိုက်တိုက်ခိုက်နိုင်နေပြီးနောက်ဆုံးမှာ Madara ရဲ့လက်မောင်းကိုဓာတ်နဲ့ထိုးနိုင်ခဲ့ပါတယ်။ Sasuke ကို Madara ကတိုက်ခိုက်နေတာမျိုးမဟုတ်ဘဲ Madara ထက်အရင် Sasuke ကဥအောင်တိုက်ခိုက်နေနိုင်တာကြောင့် Chūkū Tomoe ကပုံမြင်တဲ့လှုပ်ရှားမှုတွေကိုဖန်တီးပေးနိုင်စွမ်းရှိပါတယ် ်မာဒရာနဲ့အီဇူနာတို့ရဲ့လေ့ကျင့်မှုကိုကြည့်ရင်လည်းအီဇူနာရဲ့လှူရှားမှုတွေကမာဒရာရဲ့လှူရှားမှုထက်ပိုပြီးမြန်နေတာကိုတွေ့ရပါတယ်မာဒရာကလည်းအီဇူနာရဲ့မျက်လုံးနဲ့အီထာနဲ့မန်ကဲကျိုးကိုနိုးထားနိုင်ခဲ့ပြီးတဲ့နောက်မှာသူ့ရဲ့လှူရှားမှုတွေကပုံမှုမြန်ဆန်လာတဲ့ဆိုတာကိုသတိထားမိခဲ့ပါတယ်အိုချီဟာတယောက်က Spiral Mangel Kyo နဲ့ Choku Mangel Kyo နှစ်ခုစလုံးကိုအသုံးပြုထားခဲ့ရင်ဘယ်အချိန်ပဲနေနေ Choku ထုံမွဲကိုသာလိုချင်တက်မှတ်နေခဲ့မှာပါ Choku ထုံမွဲကတော့ကျွန်တော်အမြင်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကိုပုံမြန်အောင်စပိုးပေးနိုင်စွမ်းရှိတယ်လို့ထင်မိပါတယ် Spiral Mega Curie ကတော့ထူးခြားတဲ့ကံကျစုနဲ့ Portal တွေကိုဖွင့်နိုင်စွမ်းရှိနေခဲ့ပါတယ်။ Hagoromo ကလော်ရဲ့ Renegade ကိုနိုးထားနိုင်ခဲ့တဲ့ Sasuke နဲ့ Madara တို့ကလည်းချိုကုထူမူရဲ့နယ်ပယ်ရရှိခဲ့တာကြောင့်ဘလို့ပဲနေနေချိုကုထူမူရဲ့က Spiral ထူမူရဲ့ထပ်ပို့ပြီးတော့တံမာနေခဲ့ပါတယ်။ Edra နဲ့ Ashura တို့ရဲ့ Filler အပိုင်းတစ်ခုက Manga မှာမပါဝင်တဲ့အကြောင်းအရာတစ်ခုဖြစ်ပြီးအဲ့ထဲမှာအင်ဂျရာကိုစာစကဲနဲ့တူတဲ့မန်ဂဲကျိုးနဲ့ဆူဆာနိုတို့ကိုထည့်သွင်းပေးထားခဲ့ပြီးအာရှူရာကိုတော့နာအုထုနဲ့တူတဲ့ရာစင်ကန်တွေကိုထည့်သွင်းပေးထားခဲ့ပါတယ်။ လူဝင်စားရဆိုပေမဲ့အင်တရာမာတရာနဲ့ဆာစကဲတို့ကလည်းမတူညီသလိုအာရှူရာအာရှူရာမနဲ့နာအိုသူတို့ကလည်းလုံးဝလုံးဝတူညီမနေခဲ့ကြပါဘူး။မန်ကရဲ့ဖော်ပြချက်အရအင်တရာမှာ straight pattern ထူမွဲကပါရှိမနေခဲ့ပဲရင်းနေကလိုမျိုး spiral man get kill sharing ခံကတာပါရှိနေခဲ့တာပါ။ဒါကြောင့်အနမဲမှာဖော်ပြခဲ့တဲ့အင်တရာရဲ့ man get kill ကြီးက animator တွေသာဖန်လီထားတဲ့အရာတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့ဆာစကဲနဲ့မာတရာတို့ကသာအသုံးပြနိုင်ခဲ့တဲ့ majesty susano ပဲဖြစ်ပါတယ်။ မာဂျရာကဆိုရင်ခူရာမားနဲ့ဆူဆာနိုတို့ကိုပေါင်းဆက်ပြီးဟာရှူရာမားကိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။ပြောရမယ်ဆိုရင်ချိုကုထိုမိုရဲကဆူဆာနိုကိုဖန်တီးတဲ့နေရာမှာကိုလိုချင်တဲ့ပုံစံအတိုင်းဖန်တီးနိုင်စွာရှိနေခဲ့ပါတယ်။ဒါကြောင့်လည်းခူရာမားနဲ့ပေါင်းဆက်ပြီးအာမာရီကိုတက်ဆင်ထားနိုင်ခဲ့တာပါ။ဒီလောက်ဆိုရင်တော့ချိုကုထိုမိုရဲကစပိုင်ရယ်ထိုမိုရဲချက်ပူပြီးတန်ပါတယ်။ပူပြီးကျန်းနေဆိုတာကိုဘရာသားတို့လည်းလက်ခံသွားလောက်ပြီးလို့ယူဆပါတယ်။ချိုကုထိုမိုရဲကဘလောက်ပဲမြန်နေပါစေကျွန်တော်တို့ဦးချီဟာမုံတီးသူကြီးထိုဘီရာမာရဲ့ Flying Thunder Ghost Legacy ကိုတော့မမီခဲ့ပါဘူး ကဲမနက်ပြန်ကြလို့ရှိရင်တော့ Sarata ရဲ့ Mega Q အကြောင်းကိုအသေးစိတ်ကြကြလေးဆက်လက်ဆွေးနွေးကြတာပေါ့